အဲ့လိုအဲ့လိုမျိုးလိုလည်း surprise ကြီးရလို့လည်းမဟုတ်ပါဘူး။ तू तू ကိုယ်တိုင်ကတွေ့ရင်ကတော့မယ်လို့ပြောထားပြီးသားကျွန်တော်။မင်းသွင်းလို့နဲ့မှသွားတငယ်ချင်းရွေးလူတွေဆိုတော့လေဟိုအညီကိုတွေလိုမျိုးဖြစ်နေတာပေါ့။တရုတ်ဆောင်တော်တဲ့တဲမှာပါလေ။တရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကျိုးလဲကျိုးစားတယ်ဆိုတော့ဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စားရုပ်ကလေးကျွန်တော်တို့ကတဲဖြစ်တာပေါ့။ဟာဒါအငွေ့ကြီးပဲ။ Thank you. မူးပိတ်ငါပိတ်ကငါပိတ်ကတော်အဲ့ဒီကြောင့်တံမိုးထားတဲ့ဂန္ဓဝင်ကြောက်စီထားကြီးကိုတွားခိုးကြတို့ကြတော့ပါလေအာမအမမရိုးရပေါ့နော်မြမရိုးရမြမထုံတဲ့စင်နာတွေမှာလဲဒါကတော့ဟိုပါပေါ့အဓိကကတော့ရိုးရရင်ကျေးမှုပေါ့နော်ကျွန်တော်မြမရိုးရရင်ကျေးမှုလေးကို ခေါ်ကြွရတာဖြစ်တဲ့အတွက်လည်းခြေလဲကျင်တတ်မိတယ်နောက်တစ်ခုကကြတော့အရန်လဲဘယ်လိုခေါ်မလဲဆိုတော့လေဒါရူရင်ကြီးမှုထဲမှာဆိုလို့ရှိရင်ချစ်စရာကောင်းတယ်ပျော်စရာကောင်းတယ်အချင်းလေးဖြစ်တဲ့ခါကြတော့လေကျွန်တော်တို့ဒီဆိုတဲ့အချိန်မှာလည်းအဲ့လိုခံစားမှုလေးနဲ့ဒီဆိုခဲ့တယ်ဆိုတော့ဒီဒီတဲ့ချင်းကိုရေးပေးတဲ့ဆရာရှန်ထွန်းရော အာတည်ဆိုပေးတဲ့ညီမလေးရောပေါ့နော်အာကျွန်တော်တို့အတတ်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့လဲအဲအခုလိုမျိုးပြိတ္တချိန်နေတဲ့အတွက်ကြောင့်မလို့လဲအရင်နဲ့ချိန်နှမိပါတယ်ပြောပြောကိုယ်တိုင်ဆိုကိုယ်တိုင်ကြောက်ဟုတ်ကဲ့ဟုတ်ကဲ့ဂျမ်ဝင်ဒီကတော့ဒါကဟိုဟာဒီတချင်းလေးကကြတော့ဒီဇက်ကားထဲမှာပါတယ်ဆိုတော့ကိုကိုယ်တိုင်ဆိုတဲ့ပုံစံမျိုးဆိုရင်ပို့ပြီးတော့ပြိတ္တအတွက်ပို့ပြီးတော့ကြည့်ရတာပို့ပြီးတော့ match ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကိုယ်တိုင်စူးစမ်းဖြစ်လာတယ် အတော်တော်များပြီပေါ့အော်အော်တော်တော်များပါတယ်ကားတွေနောက်ဆုံးကိုပိုင်းကားတွေကိုယ်လည်းတချင်းစုံဖို့ပဲရှိတော့မှာပေါ့အဲ့လိုအဲ့လိုလုပ်လည်းမဟုတ်ပါဘူးကိုကိုတိုင်းဟိုပါပေါ့ဇဝင်တင်းဆောင်နေပါရကြတော့ကိုကိုလည်းမဆိုဖြစ်ပါဘူးကျွန်တော်ကဟိုဇဝင်ခံနေမှာကိုကိုတိုင်းတေးဥဆောင်ရတယ်တေးဥဆောင်ပြီးတချင်းစုံရတဲ့ဇက်ကောင်မျိုးဆိုရင်တော့လည်းကိုကိုတိုင်းပဲဆိုဖြစ်တာများပါတယ်အကတော့၃ရက်လောက်တော့တိုင်ရကြီးကြီးမကဟိုပါပေါ့အကိုတွေအမတွေနဲ့ ကကဖြစ်တာပါဗျာလေဆိုတော့အဓိကတော့ဘယ်လိုခေါ်မလဲဆိုတော့ဟိုဒီကားလေးကဂျူးရရင်ဂျင်းမှုဟိုအခြေခံပြီးတော့ခြေလက်ဟာတာဆိုတော့လေအခြေလက်မှာရှိတဲ့ရှိတဲ့ပြောစရာကောင်းတဲ့ဒလိလေးတွေကိုအဓိကရိုက်စင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒလိလေးတွေကိုတေချာလေးလေးလာဖြစ်ပြီးတော့ဟိုရိုးရာထဲမှာပြောစရာချစ်စရာကောင်းတဲ့အကလေးတွေအဲ့ဒါဒီလိုမျိုးအာအလူပွဲတလိလေးတွေပေါ့နော်အဲ့အလေးတွေလည်းပေါ်ရအောင်ရိုက်ရတာဆိုတော့စိတ်ထဲမှာလည်းကျဉ်းနှံ့မိတယ် ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါနေမှာကြီးပြင်းလာတာဆိုတော့လေဒီ delay လေးတွေကိုလည်းနေတော့မစိမ့်ဘူးပေါ့လေနေတန်းတော့ငွေတော့ကတော့ထိတွေ့နေကြဆိုတော့အများကြီးတော့အခက်ပဲမရှိခဲ့ပါဘူး sweat core လဲဆိုတာကျွန်တော်တို့ကဒီအမှုပညာတစ်ခုကိုပူပေါင်းပြီးဆောင်ရွက်တာပေါ့ကျွန်တော်ကလည်းကနေတဲ့လူကနေကြမဟုတ်ဘူး ဒါမဲ့အခြေခံအပြင်တော့ကျွန်တော်တို့ကလေ့လာထားတဲ့ဟာလောက်ပဲရှိရပါတော့ဆိုတော့ဒီဟာကိုမှအကောင်းဆုံးဖြစ်အောင်ငါစူးစမ်းထားရလို့ပဲပြောလို့ရပါတယ်ဟုတ်ဟုတ်တယ်ဗျာဟုတ်တယ်ပထမဦးဆုံးဒီကပထမဦးဆုံးဒီကတော့ဟိုကကျွန်တော်ကဒီဟာသကာရုပ်ရှင်တွေတော်တော်များများလည်းရိုက်ခဲ့တယ်ပြီးတော့ပိတ်သက်ကလည်းဟိုအပိတဲ့အထက်မှာဟာသရုပ်ရှင်တွေလည်းတော်တော်လေးပါခဲ့တယ်ဆိုတော့လေအရှေ့ရုပ်ရှင်တွေနဲ့လည်းမတူအောင်ပေါ့လေကျွန်တော်တို့ကဒါပိတ်သက်ကိုလည်းအတိဖြစ်စင်ကြတယ်ပါအဲအကြောင်းမို့ ော့စူးစမ်းဖြစ်တာဟောအဲ့လိုအဲ့လိုမျိုးတော့လည်း surprise ကြီးရလို့လည်းမဟုတ်ပါဘူးသူသူကိုယ်တိုင်ကတွေ့ရင်ကတော့ပဲလို့ပြောထားပြီးသားတော်ဟာဟာအဲဒါမဲ့ဒီမှာရုတ်တရက်ကြီးအိမ်အိမ်အိမ်လာမယ်ပဲထင်တာပေါ့ဒီမှာရုတ်တရက်ကြီးကတော့ရုတ်တရက်ကြီးဖြစ်သွားတာဟုတ်ဟုတ်ကဲ့ကတော့ခံနေလို့လာရလေပေါ့အခါနာချက်ကတော့ CPU နဲ့တော်တော်များများကတော့ဒါအစိုးပြောရင်တော့ဟွာမင်းသွေးလုံးနဲ့မှာဆိုတော့တကယ်ကြီးရွေးလူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့အာအဲကျွန်တော်အရင်တော့အဲ သူတို့မျက်ခွန်ညိုပါနေတော့ဆိုရင်ခက်ခတာအိမ်လို့ရောက်ဖြစ်ကြတယ်ပေါ့နော်မိသေးတို့နဲ့ပတ်သက်ပြီးတော့ဟောတည်တယ်နောက်ပြီးတော့ तू ကဟိုတရုတ်ဆောင်တော်တဲ့တဲမှာပါတယ်လေတရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကျိုးလဲကျိုးစားတယ်ဆိုတော့တော့ဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့ခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စရုပ်ကလေးကျွန်တော်တို့ကတဲဖြစ်တာပေါ့ဒါကြောင့်မလို့လဲအဲသူဟိုပါပေါ့ ကျွန်တော်အပေါ်မှာအဲ့လိုကာကတရားဖြစ်ရှိသွားရတယ်ပြောပါတယ်အဲအဲကြောင့်မို့လို့အဓိကတော့လေဟိုပါဟိုတန်ဖိုးထားမှုပေါ့နော်ကိုတွေကလည်းကိုဒီလောက်ကဝါသနာပါတယ်ဆိုတာအထက်ကိုဒီအလုပ်ကိုမမျက်နှူးလို့နဲ့တကယ်ကိုဟိုတွေးတဲ့အသားတွေကနေပြီးတော့မှဟိုချစ်မျက်နှူးတဲ့သဘောပါအဲ့ခါကျတော့ဟိုဘာကိုပဲလှုပ်လှုပ်တန်ဖိုးထားပြီးလှုပ်ဖြစ်တဲ့ခါကျတော့အဲ့တန်ဖိုးထားမှုလေးကိုပဲအနည်းငယ်ကြည့်လို့မောင်မားရဲ့အစီအစဉ်ပေါ့နော်မြင်တဲ့ခါကျတော့ ဟိုချစ်ချစ်တဲ့သဘောပါပဲဟိုပါပေါ့အဓိကတော့အလုပ်ကိုချစ်တဲ့သူကိုအလုပ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲအဲ့တော့ဒီလုပ်ကိုတန်ဖိုးထားချစ်မြတ်လို့တဲ့လူတွေကလည်းအဲကိုကလည်းအလုပ်ကိုချစ်မြတ်လို့ပြန်တန်ဖိုးထားရတဲ့အပြန်လန်လာမေတ္တာကူးစက်တဲ့သဘောလို့ပဲမြင်ပါတယ်ဗျာ23ရင်းလေးဆိုလို့ရှိရင်ဒါပြိသက်အဲရုပ်တွေတနေငယ်လုံးကရုပ်တွေပြတ်သားတော့မှာဆိုတော့လေဒါရောက်ကျေးဇူးအားဖြင့်ဖိတ်ခေါ်ပါတယ်အားလုံးပဲ